ဟုတ်ကဲ့မင်္ဂလာရှိသောနေ့ရက်လေးပါဝေတီတဲ့ future kkk youtube channel မှာကြိုဆိုပါရခင်ဗျကျွန်တော်ဒီနေ့မိတ်ဆက်ပေးချင်တာတော့အတွေ့တစ်ခုဒေါ်လာ1000အပိုင်းနှစ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်သူတို့ရဲ့အတွေ့သူတို့ရဲ့စိတ်ကူးတွေကိုပုံဖော်ရင်းနဲ့နေ့စဉ်ဒေါ်လာထောင်ကြီးဝင်နေတဲ့သူတွေအကြောင်းကိုမိတ်ဆက်ပေးမှာပါခင်ဗျကျွန်တော် channel လေးကိုလည်း subscribe ပေးကြပါနော်ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့အတွေ့စိတ်ကူးတွေကိုပုံဖော်ကြဖို့တိုက်တွန်းခြင်းပါတယ် ပုံမဖော်ဖြစ်ဘူးဆိုရင်နောက်ကြာလာတဲ့အခါကျရင် နောင်တတွေရိုက်ကြရပါလိမ့်မယ်ကျွန်တော် channel လေးကိုလည်း subscribe ပေးကြပါဗီဒီယိုအဆုံးထိကြည့်ပေးကြပါလို့တိုက်တွန်းချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ message ပို့ဆောင်ရေး app ဒီ whatsapp ကိုမလေးရှားနိုင်ငံမှာတော့အဓိကသုံး messaging platform အဖြစ်အသုံးပြုနေကြပါတယ်လေရှားရောက်ရှင်မြန်မာမှာသိပါတယ်2009ခုနှစ်က brain atonet jam kum တို့ဟာ ယာဟူးမှာလောလောနေတဲ့မိတ်ဆွေတွေနဲ့အလွယ်တကူစာပို့နိုင်ဖို့ရိုးရှင်းတဲ့အက်တစ်ခုကိုစတင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ရဲ့ပထမဆုံး idea က stack update app ဖြစ်ပေမဲ့ Apple ရဲ့ fast notification နည်းပညာကိုတွေ့ပြီးနောက် messaging app ဖြစ်ပြောင်းလဲခဲ့ပါတယ်။ငွေကြေးခက်ခဲကြအတော်နဲ့ကုန်းတော့သူတို့ရဲ့အိမ်ကိုဘာမှခံထားရောင်းချပြီးရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ရပါတယ်။အသုံးပြုသူ2000ခွဲရောက်ချိန်2012ခုနှစ်မှာ ဝက်ဆက်ကိုတနည်းလျင်ဒေါ်လာနဲ့ subscription model ဖြစ်ပြောင်းလဲခဲ့တာ2014ခုနှစ်မှာ Facebook ကဝက်ဆက်ကိုဒေါ်လာ16ဘီလီယံနဲ့ဝယ်ခဲ့ပြီးဒါဟာ startup တစ်ခုမှာဝယ်ယူမှုအကြီးဆုံးအခုဖြစ်ခဲ့ပါတယ်ဒီနေ့ဝက်ဆက်အောင်မြင်မှုကလူနှစ်ဘီလီယံအသုံးပြုနေပြီးတနည်းလျင် message စားဆောင်ရေး100ဘီလီယံပို့နေကြပါတယ်အန်တဝတ်တင်း ခရစ်ရှင်ဂျာလူဝင်ဖက်လို့မရတဲ့စနစ်တစ်ခုနဲ့လုံခြုံရေးကိုအလေးထားပေးခဲ့ပါဒီနေ့မှ WhatsApp ကမ္ဘာအကြီးဆုံး messaging platform တစ်ခုဖြစ်လာပြီးလူသန်းပေါင်းများစွာရဲ့နေ့စဉ်ဆက်သွယ်ရေးကိုလည်းကြောင်းလဲပေးခဲ့ပါတယ်သူတို့ရဲ့ internet တင်ခရစ်ရှင်စနစ်ကလည်းလုံခြုံရေးကိုအဓိကထားအတခုဖြစ်ရက်တည်ခဲ့ပါတယ်ဒီနေ့ WhatsApp ကနေရတဲ့သင်ခန်းစာကတော့ဖိတ်ဆွေချင်းချင်းအလွယ်တကူစာပို့ဖို့လူရှင်းတဲ့အတခုကိုစတင်ရင်းနဲ့အောင်မြင်ဆုံး messaging platform တစ်ခုဖြစ်ခဲ့တာပါ။ဟုတ်ကဲ့နံပါတ်9 FC လက်မှုပစ္စည်းရောင်းဝယ်ရေး platform ဒီလက်မှုပစ္စည်းရောင်းဝယ်ရေး platform ကို2005ခုနှစ်မှာ Robert Klein Chris Marquardt နဲ့ Hyman Schumann တို့ဒီလက်ဖြင့်ပြုလုပ်ထားသောပစ္စည်းများအထူးပြုလုပ်ထားသောပစ္စည်းများကို online နဲ့ရောင်းချနိုင်ရန် platform တစ်ခုဖန်တီးရန်စိတ်ကူးရခဲ့ကြပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်မှာ ်သံမှုပညာရှင်များအားကြီးမားသောအွန်လိုင်းဈေးကွက်နှင့်ချိတ်ဆက်ပေးရန်ဖြစ်ပါတယ်။လက်မှုပညာရှင်များအတွက်လည်းအွန်လိုင်းဈေးကွက်တစ်ခုကနေကမ္ဘာတဝန်းရှိဝယ်သူများစီကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ပရမဆုံးနည်းများတွင် FCD လက်မှုပညာရှင်များ၏အိမ်မက်များကိုအကောင့်ထဲပေါ်ပေးခဲ့ပြီးနေ့နေ့ငယ်အတွင်းကမ္ဘာအကြီးဆုံးလက်မှုပစ္စည်းရောင်းဝယ်ရေးပလက်ဖောင်းတစ်ခုဖြစ်ခဲ့ပါတယ်။အစီကိုစတိတီထောင်ခဲ့စဉ်ကမျိုးမျိုးမျိုးရှိ ကလင်းအင်မင်းနာခြေဆိုင်ခဲ့ပါတယ်ပထမဆုံးလာအနှင်းငယ်တွင်းမှာပဲဆိုင်ကန်းပေါင်း၁၀၀ကျော်စီးရင်သွင်းခဲ့ပြီးပစ္စည်း၂၀၀၀ကျော်ကိုလည်းရောင်းချနိုင်ခဲ့ပါတယ်2006ခုနှစ်ရောက်တော့ SCR လာစင်အသုံးပြု6000ရှိလာပြီးရောင်းဆိုင်ပေါင်း1000ကျော်ရှိလာခဲ့ပါတယ်အဓိကအောင်မြင်မှုကတော့2010ခုနှစ်မှာပါ SCD ပစ္စည်းရောင်းချမှု300မီလီယံကျော်ရရှိခဲ့ပြီး2015ခုနှစ်မှာ အများသူငါရှယ်ယာဈေးကွက်တို့လည်းဝင်ရောက်ခဲ့ပါတယ်။လက်ရှိအောင်မြင်မှုမှာ FC ဟာအယောင်ဆိုင်ပေါင်း9တန်းကျော်ရှိနေပြီးအခုဝယ်ယူသူပေါင်းတန်း90ကျော်ရှိပါတယ်။ SCD လက်မှုပညာရှင်များအနုပညာရှင်များဒီဇိုင်နာများအတွက်အဓိကဈေးကွက်တစ်ခုဖြစ်နေပြီးကဘာတဝမ်းရှိလူမျိုးစုံအားထူးခြားသောပစ္စည်းများကိုရောင်းချနိုင်ရန်အခွင့်အလမ်းများလည်းဟန်တီးပေးနေစေဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့ FC ကနေရခဲ့တဲ့သင်ခန်းစာကတော့လက်မှုပညာရှင်ကြီးများဒီဇိုင်းပညာရှင်တို့ဤဝါသနာကျွမ်းကျင်မှုအမှုပညာစိတ်ကူးတို့နဲ့ပေါင်းစပ်ပြီးဖန်တီးခဲ့တဲ့ပစ္စည်းများကိုကမ္ဘာဈေးကွက်ကိုပို့ပေးခဲ့တာအမကန်လှုပ်ဆောင်မှုတွေပါလူမှန်နေရာမှန်ကိုရောက်အောင်ပို့ပေးခဲ့တာပါအဲ့ဒါကြောင့်လဲသူတို့အောင်မြင်ခဲ့တာကျွန်တော်တို့တစ်ဖက်မှာလဲကမ္ဘာလူသန်းပေါင်းများစွာတို့ကပညာရှင်ကြီးများဤလက်ရာရာသမျိုးစုံကိုကြီးရှုခွင့် စိတ်တိုင်းကြဝယ်ယူခွင့်များကိုလည်းလုံနိုင်ခဲ့ကြပါ online ပရိယိုကြည့်ရှု၍ဝင်ဆောင်မှု1998ခုနှစ်မှာ Brad Austin နဲ့ Mark Retofido ဟာ Netflix ကို DVD အငါးဆိုင်လေးနဲ့စတင်ခဲ့ကြတာပါဒါပေမဲ့ Austin ကသူ့ရဲ့ idea ကို Blockbuster မှာနောက်ကျ9ရန်က40ဒေါ်လာပေးခဲ့ရတဲ့အဖြစ်အပျက်နဲ့ရရှိခဲ့တာပါ Blockbuster အကြောင်းပြောရမယ်ဆိုရင်1980နောက်ပိုင်းမှာ Blockbuster ဗီဒီယိုအငါးလုပ်ငန်းရဲ့ဧကရာဇ်ကြီးပါ ိသားစုတွေအတွက်ရုပ်ရှင်ငါဖို့အင်းကြီးဆိုင်လေးတွေကလည်းအားကိုးကြရတဲ့ခက်ပါတညကို9ရန်က5ဒေါ်လာနဲ့နောက်ကျရင်တညကို40ဒေါ်လာအထိပေးရတဲ့စနစ်ပါဒီစနစ်ကို Netflix ရဲ့ Broadcasting ကိုတိုင်းလဲခံခဲ့ရတာပါဒီပညာအသစ်တွေကိုလေ့လျူရှုမှုဝင်ဆောင်မှုအဟောင်းတွေကိုသာဆွဲဆိုင်မှုလို့ကြောင့်2010ခုနှစ်မှာ Blockbuster သမိုင်းတွေကပျောက်ကွယ်သွားခဲ့ရပါတယ် ် Netflix ကတော့ဒီလိုမဟုတ်ပါဘူးသူရဲ့ဝင်ဆောင်မှုက DVD ကိုစာတိုက်ကနေပို့ပေးပြီးပြန်လဲပို့ဆောင်ကမယူတဲ့စနစ်ပါ1999ခုနှစ်မှာစည်ရင်သွင်းသူတူကို15ဒေါ်လာနဲ့အကန့်အသတ်မရှိ DVD 9နိုင်တဲ့စနစ်ကိုမိတ်ဆက်ခဲ့ပါတယ်လူတွေကလည်းအကြိုက်တွေးခဲ့ကြပါတယ်ဒါပြင်ဆွေမင်းနီးပညာကိုပူပြောင်းခဲ့ပြီး2008ခုနှစ်မှာ Netflix က online video ကြီးရှုပ်ရေးစတိမင်ဝန်ဆောင်မှုကိုစတင်ခဲ့ပြီး ကိုပိုင်အကြောင်းအရာတွေကိုပဲထုတ်လုပ်ခဲ့တာပါ။အောင်မြင်မှုကတော့ COVID-19 ကာလ2020မှာပါ။ Netflix ကစီးရင်သွင်းသူတန်း100ကျော်ရှိလာခဲ့ပြီးတစ်ဝါလုံးကို CD နဲ့ရုပ်ရှင်ဖျံပြူပေးနိုင်ခဲ့ပါတယ်။ဒီနေ့ Netflix ရဲ့အောင်မြင်မှုကတော့စီးရင်သွင်းသူတန်း130ကျော်ရှိခဲ့ပြီးတစ်နေ့ကိုဒေါ်လာ30ဘီလီယံကျော်ဝင်ငွေရရှိခဲ့ပါတယ်။ဘာသာစကား30ကျော်နဲ့ကမ္ဘာတဝန်းကိုဝင်ဆောင်မှုပေးနေပါတယ်။1998ခုနှစ်က Netflix ကို DVD 9ရက်ရဲ့အတွက်စတင်ခဲ့ပြီးမှသူတို့ရဲ့အနာဂတ်မှာအကြီးမားဆုံး streaming ဝင်ဆောင်မှုဖြစ်လာမယ်ဆိုတာဘယ်သူမှထင်မှတ်မထားခဲ့ကြပါဘူးဒီနေ့မှာတော့ Netflix ကကမ္ဘာအကြီးဆုံးဖျော်ဖြေရေး company တစ်ခုဖြစ်နေပြီးတန်ပေါင်းများစွာသောပိတ်သက်တွေကိုစီးစီးရုပ်ရှင်တွေနဲ့ဖျော်ဖြေပေးနေစေဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ Netflix ကနေရရှိခဲ့တာကတော့ DVD 9ရက်ကောက်ကိုနောက်ကျကြေးပေးခဲ့ရလို့ဒီအခက်ခဲကိုကျော်လွှားနိုင်ဖို့စဉ်းစားရင်ကမ္ဘာအကြီးဆုံး CD နဲ့ရုပ်ရှင်ဖျော်ဖြေရေး company ကြီးဖြစ်ခဲ့တာပါ နောက်ပြီးခင်းရဲ့ပြောင်းလဲမှုကိုလေးလူမရှိဘဲလိုက်ခဲလို့အောင်မြင်ခဲ့တာပါလူတွေကပြောင်းလဲမှုလုပ်ရင်အဆင်မပြေမှကြောက်ကြတယ်ပြောင်းလဲမှုလုပ်လိုက်လို့အောင်မြင်လာမဲ့အသီးပွင့်တွေကိုမသိကြပါဘူးကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့လက်ရှိလုပ်ငန်းတွေကိုခင်းနဲ့အညီတစ်နှစ်နဲ့နဲ့ပြောင်းကြဖို့တိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်အခုအောင်မြင်သွားတဲ့လုပ်ငန်းတွေကိုကြည့်ရင်အတွေ့တစ်ခုစိတ်ကူးတစ်ခုကနေပေါ့ပေါ့ပေါ့ပါလေးနဲ့စားခဲ့ကြတာပါလက်ရှိအဆင်မပြေတဲ့အခက်အခဲတွေကိုဖြေရှင်းနဲ့လမ်းစာရသွားကြတာပါ သူတို့ရဲ့အလုပ်သူတို့ရဲ့ပဝန်းကျင်ကနေပဲလမ်းစာရှာတွေ့ကြတာပါသူတို့ရဲ့အတွေ့စိတ်ကူးကနေလားစင်ဒေါ်လာထောင်ချီဝင်ဝင်ရအောင်ဆွမ်းဆောင်နိုင်ခဲ့ကြတာသူတို့ရဲ့စေတနာဝါသနာနဲ့ပေါင်းစပ်ပြီးလုပ်ခဲ့ကြတော့လူတန်းပေါင်းများစွာလည်းအဆင်ပြေခဲ့ကြတယ်အဲဒါကြောင့်အောင်မြင်ခဲ့တာပါကျွန်တော်တို့လည်းခင်းတဲ့အညီဆန်းသစ်တဲ့အတွေ့တွေလက်ဆက်တဲ့စိတ်ကူးတွေနဲ့လုပ်ငန်းအသစ်စိတ်ကူးတွေနဲ့ဆွမ်းဆောင်နိုင်ကြမယ်လို့ယုံကြည်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း subscribe ပေးကြပါဒီလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ် နောက်တစ်မဲ့ဗီဒီယိုလေးတွေကိုလည်းကြည့်ပေးကြပါကျွန်တော် KK Channel ပါကျေးဇူးများကြီးတင်ပါတယ်